။ဒီတော့ငါတို့ရဲ့ဆရာမို့လို့ဆိုတော့မှန်တာလဲမဖြစ်စေချင်ဘူး။နော်။ဒီတော့ပိုင်းခြားတည်ရမယ်။ပိုင်းခြားနားလည်ရမယ်။ဆရာဟောနေတော့တရားဟောချက်သည်တကယ်ဖျားဆီရလာတာလားမလာဘူးလားဆိုတာကိုသင်တို့ပိုင်းခြားသိရတခုပဲနေ့တိုင်းဖျားနဲ့အချိန်မယူတတ်ရင် ဖျားစကားနဲ့အချိန်မယူတတ်ရင်အဲ့ဒီ online ကပြောတဲ့ဆရာတွေရဲ့စကားကိုပဲသင်တို့မှတ်နေထင်သွားလိမ့်မယ်။ဟို9မိနစ်လောက်ဖြတ်ဖြတ်ပြတော့မှပြောနေတဲ့သူတွေပေါ့ထင်သွားလိမ့်မယ်။ ဘာအကျိုးရှိလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ပြပြတင်းတို့မပိုင်းခြားတိုင်နောက်ဆုံးသောကာလပို့ဆိုးလိမ့်မယ်အဲ့ဒါဘာမှမဟုတ်သေးဘူးတဲ့တို့စကားနဲ့လာမှာမဟုတ်တော့နမိတ်လက္ခဏာနဲ့လာတဲ့ချိန်ရောက်လာလိမ့်မယ်အခုကစကားနဲ့တောင်မှအကုန်ရှုပ်ထွေးနေတယ် စကားနဲ့တောင်မှရှုပ်ထွေးနေပြီတကယ်ကိုတကောနမိတ်လက္ခဏာတွေနဲ့လှုပ်လာတဲ့အခါကျရင်ဒီလူကဖျားလူလို့ထင်အောင်မလားအခုစကားလေးတွေနဲ့မှရောင်နေအဖွဲတွေအများကြီးပဲ ဟာကြည့်ကျွန်တော်တရားရာဂိုင်နှုံးအာမခံရတယ်ကျွန်တော်ဟောတဲ့တရားကဖျားစီရလာတာမဟုတ်ရင်ကျွန်တော်ဒီလောကမှာမရှိတာကြာပြီဖျားစီရလာသောစကားဟုတ်သောကြောင့်ဒီနေ့ထိလူတွေပြောင်းလဲနေတယ်โอเคအာမခံရတယ် မတခုပဲဘေးအရာကအကောင်းလေဘေးအရာကမကောင်းလေလို့မပိုင်းခြားတတ်တဲ့ခရိယန်တွေအတွက်တော့ဆရာကရှင်လေးတယ်စိတ်မကောင်းဘေးအရာကအလင်းဘေးအရာကအမိုက်လေမပိုင်းခြားတတ်တဲ့လူတွေအတွက်တော်တော်စိတ်မကောင်းဆရာတွေနဲ့မသွားပါနဲ့ဝိညာဉ်တော်နဲ့သွားပါ ဆရာတွေနဲ့မသွားပါနဲ့ဝိညာဉ်တော်နဲ့သွားပါဘာဖြစ်လို့လဲဆိုတော့ဝိညာဉ်တော်နဲ့မသွားရင်သင်ဟာမကောင်းကို အကောင်းဆိုတဲ့အဖွဲ့ထဲမှာပါလာသွားလိမ့်မယ်ဝိညာဉ်တော်နဲ့မသွားရင်အချို့ကိုအခါလို့ထင်လိမ့်မယ်ဝိညာဉ်တော်နဲ့မသွားရင် အခါကိုအချိုလို့ထင်လိမ့်မယ်ဝိညာဉ်တော်နဲ့မတွားရင်ကျွန်တော်တက်တာထဲမှာရှုပ်ထွေးမှုတွေပဲဖြစ်နေလိမ့်မယ်ဘေယာကတမတရားလည်း ဘေးရကတမာတရားမဟုတ်ဘူးလေပြီးတော့မှအဲ့ဒီလိုမရှင်းလင်းသောကြောင့်ဘဝလည်းမအောင်မြင်ဘူးဗျ